ကလေးပံပြောသူတော်လန်ကလေးကားရောလုံးပဲမင်္ဂလာပါခင်ဗျာတော်လန် YouTube channel လေးဖြစ်တဲ့နွေဝက်ဖန် YouTube channel ရနေပြီးတော့တပံပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ရရဲ့ဒီချိန်လေးကတော့နွေဝက်ဖန်ရဲ့ Why Not သားများဖြစ်ကြတဲ့ကျွန်တော်တို့ရဲ့အများကြီးတင်ဆက်ပြရမယ့်ချိန်လေးကိုရှားရလို့လာတာပေါ့ဗျာကျွန်တော်တို့ဒီနေ့မှာကလေးကားတို့ကိုပြန်ပြီးတော့မျှဝေတင်ဆက်ပေးသွားချင်တာလေးကတော့ idea magazine မှာပေါ်ပြထားပြီးတော့ဆရာဆံမင်းဘာသာပြန်ရေးသားထားတဲ့စောင်းပါလေးပဲဖြစ်ပါတယ်ခင်ဗျာဒီစောင်းပါလေးကို ပြန်လဲပြီးတော့ဗတ်ယူမြောက်ဝပြပါလို့ကလောင်ချင်းဆရာဆံမင်းနဲ့တကွာ idea magazine မှာနောက်ဝင်ရှိသူများကို ကျွန်တော်တို့မေတ္တာရက်ခံခွင့်ပန်းပါတယ်ခင်ဗျာ Benson Bango အကြောင်း ထူးဝင်တင်ဆိုခဲ့တဲ့ Vincent Van Gogh တန်းချင်းကြတော့တော်ယုံလူနားမလဲဘူးအဲ့ဒီသင်းကိုနားထောင်မဲ့လူက Vincent Van Gogh အကြောင်းကိုလည်းသိဖို့လိုမယ်ဒါမှပဲခံစားလို့ရမှာဒီသင်းကိုလည်း British တရှိုးကဆွဲလန်းကြပါတယ်အဲ့ဒါပါအကြောင်းအရာတွေကို ပြောကြားခဲ့သူကတော့ Vincent Van Gogh တန်းချင်းတခြင်းကို ရေးပွဲခဲ့သူဆရာဝင်းမင်းတွေပဲဖြစ်ပါတယ် ကိုငှက်ရဲ့ Vincent Van Gogh တန်ခြင်းတခြင်းကိုဆွဲဆွဲမြဲမြဲနားထောင်ဘူးပြီးတော့ Vincent Van Gogh ဘဝအကြောင်းကိုမသိမဖတ်ဘူးတဲ့ Brighter အများစုထဲမှာကျွန်တော်လည်းတယောက်အပါဝင်ဖြစ်ပါတယ်။ဒါပေမဲ့ခင်မရတော့ဘော်ဒါတယောက်ရဲ့ခြေစူးကြောင့် Vincent Van Gogh ဘဝဆက်ကြောင်းကိုမနေ့ကဖတ်ရှုလိုက်ရပါတယ်။မာလာပြန်ရေးသားတဲ့သူကတော့ဆရာဇန်မင်းဖြစ်ပြီးတော့ Vincent တောင်းပါတယ် Van Gogh တော့မဟုတ် ကျဲဆုံးညာ၌အရှိပြောက်ခဲ့သူဆောင်းပါးကောင်းစဉ်ဖြင့် idea မဂ္ဂဇင်းတွင်ပေါ်ပြခဲ့ခြင်းဖြစ်ပါသည်ဒေဆောင်းပါးကိုမဖတ်ဖို့တည်တဲ့သူများဖတ်လို့ရအောင်မို့စာစီပြီးတော့ပြန်တင်ပေးလိုက်ရပါတယ်ဗန်ကိုဒိုမဟုတ်ကျဲဆုံးညာ၌အရှိပြောက်ခဲ့သူ dash လူမျိုးပတ်ချီစရာ vincent van gogh ကို ဒီနေ့အချိန်မှာအကျော်ကြာဆုံးပကြီးဆရာကြီးတယောက်အဖြစ်အသေးမှပြနေကြပါပြီ ပကြီးပြားတိုင်းကြီးများနဲ့ပကြီးရှစ်သူများက သူရဲ့ပကြီးကားများကိုဒေါ်လာတန်ပေါင်းများစွာပေးပြီးတော့မမမမနဲ့ဝယ်ယူနေကြပါပြီ သူဆွဲခဲ့တဲ့ Iris ဘန်များ ပကြီးကားဟာ1989ခုနှစ်လောက်ကဒေါ်လာ53.3 ကိုအတန်းအထိရရှိခဲ့ပြီးတော့20ရာစုအတွင်းမှာဈေးနှုန်းစံချိန်တင်ခဲ့တဲ့ကားပဲဖြစ်ပါတယ်။ဒါပေမဲ့ Van Gogh ကအသက်ရှင်စဉ်အတွင်းမှာတော့ပကြီကားတစ်ချက်ကိုပဲ ရောင်းခဲ့ရသူပါ။ Van Gogh ကို1853ခုနှစ် March 30ရက်မှာ မွေးဖွားပါတယ်။သူ့ဘေးက ခရီးရန်ဘာသာရေးဝန်ထမ်းတို့ပါ မွေးခြင်းရှိရောက်မှာတော့သူကအကြီးဆုံးဖြစ်ပါတယ်။အသက်26နှစ်ရောက်တော့ သူဦးလေးရဲ့ပကြီဆိုင်မှာအလုတ်တင်အဖြစ်နဲ့စားလို့တယ်။နောက်တော့ပကြီကားရောင်းဝယ်လုပ်တဲ့သူဖြစ်လာတယ်။ဖောက်တဲ့တွေနဲ့တော့အမြဲတမ်းညင်ခုန်နေရတာပါပဲ။အပေါ်သားပကြီတွေပဲကြိုက်တဲ့သူတွေလို့သူကဖောက်တဲ့တွေကိုဝေဖန်တယ်။ပကြီဆိုင်ကလန်ဒန်နဲ့ပဲရစ်မှာလဲဆိုင်ခွဲတွေရှိတာကြောင့်မလို့ဒေးဆိုင်ခွဲတွေမှာလဲတူသွားလို့တယ်။နောက်တော့စာအုပ်ဆိုင်ဒီဆိုင်မှာအယောင်စည်းရေးဝင်လို့တယ်။စာဝယ်တဲ့သူတွေနဲ့ပြောဆိုဆက်ဆံရမှာရှိုင်းပြတယ်ဆိုရပြီးတော့အလုပ်ပြုတ်လာပြန်တယ် အလောမျိုးမျိုးပြောင်းရင်တဲ့ဘာသာရေးဘက်ကိုလည်းစိတ်လည်လာတယ်။သူ့ဘေကလည်းဘာသာရေးဝန်ထမ်းဖြစ်နေတာကိုဘာသာရေးတက္ကသိုလ်တခုကိုတက်ရောက်ဖို့အတွက်ဝင်ကွင်းစာမေးပွဲဖြေတာရှုံးပါတယ်။လက်တင်ဘာသာနဲ့ဂရိဘာသာတွေကို မသင်ဘူးလို့ညင်းဆန်တဲ့အတွက်ရှုံးရတာပါ။လေနောက်မှာတော့ Vegian တောင်ပိုင်းဒေတာကကြောင်မီသွေးတူးတဲ့နေရာမှာတရားဟောဆရာအလုပ်ကိုရတယ်။ဒါပေမဲ့လည်းကြောက်ကြောက်မခံပါဘူး။သူ့ရဲ့ကြောင်တောင်တောင်နဲ့နေပုံထိုင်ပုံတွေကြောင့်အလုပ်ပြုတ်သွားပြန်တယ်။ သူကတော့အဲ့တော့လေကောက်ရိုးခင်းပေါ်မှာပဲအိတ်တယ်စားတော့လည်းစားကျွန်းစားကြတယ်ပဲရှားတယ်အဝတ်ကိုလည်းအဝတ်စားလည်းဘယ်တော့မှမလဲဘူးသူရဲ့အနေထိုင်ညပတ်မှုကိုကြောင်းမေးသွေးသူအလုသမားတွေကတော့လက်ပြားခါပါတယ်အဲလမ်းသွားတဲ့အခါမှာလည်းဘယ်တော့မှဖက်နဲ့မပါပဲနဲ့သူနောက်ကိုခလေးတွေကနေလိုက်ပြီးတော့အယူအယူလို့ဆိုရပြအော်ဟဲ့တဲ့တရားဟောဆရာလောကပြုတ်လာတော့ဘန်ဂိုးရဲ့အတက်က၂၀ခွနှစ်နေထဲကိုရောင်းနေပါပြီ အခြေကျစိတ်ပြအားငယ်နေရင်ပကြီးရေးဆွဲတဲ့အလုပ်ထဲမှာပဲစိတ်သက်သာရာကိုရှာတွေ့ခဲ့တယ်။ဒီချိန်ရနေစားပြီးတော့ကိုကိုကိုသက်တည်လိုက်တဲ့1890ခုနှစ်အထိ10နှစ်သာကာလအတွင်းမှာပကြီးကားပေါင်းရှာနေချီကိုတစရက်ရေးဆွဲခဲ့ပါတယ်။သူဆွဲခဲ့တဲ့ပကြီးတွေကတော့ဈေးကွက်မဝင်ပါဘူး။သူဟာသူညီရဲ့ထောက်ပံ့ငွေနဲ့ပဲရက်တည်နေခဲ့ရပါတယ်။သူ့ user တွေကလည်းသူခင်တဲ့အံဝင်ပဲနဲ့ဖြစ်နေတယ်။ Virtual နိုင်ငံရဲ့ annual budget အကြောင်းက ပချိန်နီးပြားနဲ့ရံဖြစ်တာကိုကြည့်ရင်ဗန်ဂိုးရဲ့အယူဆကိုသိနိုင်ပါတယ်။တခါတော့နီးပြားဆရာကဗန်ဂိုးကို Venus အရှင်းနဲ့သမီးရဲ့ပုံကိုရေးဆွဲခိုင်းတယ်။ဗန်ဂိုးကအရှင်းနဲ့သမီးပုံကိုရေးဆွဲရမှာနဲ့သမီးရဲ့တင်ပစုံကိုထွားထွားကားကားရေးဆွဲလိုက်တယ်။ဒါကိုမြင်တော့နီးပြားဆရာကဒေါ်တာပေါက်ခွဲပြီးတော့သူ့ပကြီးကားကိုဓာတ်နဲ့ခွဲပြပလိုက်တယ်။ဗန်ဂိုးကလည်းမခံဘူးဆရာကိုပြန်អော်တယ်။ငရေဦးလည်းစောက်ထိုးကြပါစေဗျာ။မိမဆိုတာ ကိုဝန်လဲဘောအတွက်ဒင်းမစုံရိုးကားမယ်ဆိုတာခမရမသိဘူးလားတဲ့ထရောရှာ66ခုနဲ့မှာဘယ်ရမျိုးကိုသူပြောင်းလာတယ်ပင်တဲ့ပကြီလောကကိုကန်လန်တိုင်နေကြတဲ့ထူလိုလိုထရပ်ဆိုပေါ်ကော်ရင်ပေါ်ကော်ကင်နိုနဲ့တတူတော်အချင်းချင်းတည်လွေ့လွေ့ပေါင်းဖတ်ရတွေ့ကြရတော့ပါပဲထရောရှာ68ခုနဲ့ကွန်ပိုင်းမှာတော့သူနဲ့ကော်ကင်တို့နေရာတော့ ပြင်းတဲ့ပြည်ရဲ့အရှေ့တောင်ပိုင်းကမြို့လေးတစ်မြို့မှာအတူတူနေရတဲ့ပချီဆွဲကြတယ်။ရေကားတွေများကြီးရေဆွဲပြကြပါတယ်။ဒါပေမဲ့စိတ်သဘောထားချင်းတော့ကွဲလွဲကြတယ်။မတဲ့သူနေမိကြတဲ့ပချီဆရာနေရောက်ကလည်းမကြာခဏစကားများပြီးတော့အရှံဖြစ်ကြတယ်။တခါတော့ကော်ကင်ကဗန်ကိုနဲ့တစပွဲထဲမှာစပွဲတစ်ခုထဲမှာအထိုင်ပြီးတော့အစားအသောက်ကိုမစားဘူးလို့ဆိုပြီးတော့ညင်းဆန်တဲ့တွေကိုခါခါတီးတီးနဲ့ဖြစ်ကြပါတယ်။ ဖန်ဂိုးစီကရောဂါကူမှာကြောက်တဲ့အတွက်ကြောင့်လို့လည်းပြောကြတယ်။အဲနောက်တစ်ချိန်စကားအကြီးကျယ်များပြီးတဲ့နောက်မှာတော့ဗန်ဂိုးကသူ့ရဲ့ဘယ်ဘန်ရဲ့ကိုဒါနဲ့လေးပြလိုက်ပြီးတော့ဂေါဂင်နဲ့ကြည်နေတဲ့ပြည်တဇာမလေးစီကိုပို့လိုက်တယ်။အဲပြည်တဇာမလေးတွေကသူ့ကိုမကြည့်တော့ဘဲနဲ့ဂေါဂင်နဲ့ပဲအလွမ်းတင်နေတာကိုမနာလို့စိတ်နဲ့လှုပ်လိုက်တာလို့ဆိုကြပါတယ်။ရဲ့ပြက်ကိုစာရိုက်ထဲမှာအသေးချထဲပြီးတော့မှပို့လိုက်တာပါ။ ဒီပစ္စည်းကိုယတနာတကုလို့တည်တည်ချာချာနဲ့နှိမ့်ဆဲထားပါလို့ပြောရင်းနဲ့စာအိတ်ကိုလမ်းပေးလိုက်တယ်ခရစ်စမတ်အကြိုနေ့မှာတော့ပေးတာဆိုတော့ခရစ်စမတ်လက်ဆောင်လိုပဲထင်မိတာပေါ့ပြည်သူစာမှာလည်း Rachel ကဝမ်းသာအားရနဲ့စာအိတ်ကိုဖွင့်လိုက်တဲ့အခါမှာတော့သူရည်တန်ရင်ရင်နဲ့နရွက်ပြတ်တကုကိုအလံတကြားနဲ့တွေ့လိုက်ရတယ်တခါတည်းမူးလဲပြီးတော့တတိလက်သွားတော့တာပဲရှိခုခေဆေးပညာအရဆိုရင်တော့ Van Gogh က Manic Depression လို့ဆိုတဲ့ဆေးရောဂါတစ်မျိုးဆွဲကန်နေတဲ့သူပါ ူကဆေးရောဂါကိုဆေးရုံတကူမှာတနည်းလောက်တရားကူတာခံမှုကဲပူပါတယ်သူအတူရဲ့ဆေးဝေဒနာကိုနာရှိခံပြင်းတဲ့ပကြီကားတွေရေးဆဲမှုနဲ့ပဲခြေပြက်ကူစားနေတာပါ1899နှစ်ရဲ့ဇူလိုင်29ရက်နေ့မှာတော့သူ့ဘိုက်ကိုတနက်နက်ပြစ်ပြီးတော့ကိုကိုကိုအဆုံးစီရင်ခဲ့ပါတယ်မသေးခင်3လအလိုလောက်ကသူပြောခဲ့တဲ့စကားတခုမှာ ချိန်စာတိုက်ရတဲ့သေယောဂါဆိုကြီးကို မခံစားရပဲနဲ့အလုပ်တွေလုပ်နိုင်ခဲ့မယ်ဆိုရင်ညာပါတွေများလုပ်နိုင်ခဲ့မှာပါလေတဲ့ဒါပေမဲ့ဒဏ္ဍာရီပုံမြင်သူဟူမှာချိန်စာတိုက်ခံရတဲ့ကလေးရဲ့မျက်ရည်ကမျက်ရည်များဟာဗလဲလုံးများဖြစ်ပြောင်းလဲသွားခဲ့တယ်လို့ပဲသူ့ရဲ့အပေကံပကြီကားများဟာအနုပညာရတနာများဖြစ် ပြောင်းလဲသွားတာကိုတော့ဖန်ကိုတယောက် မသိရှာနိုင်ခဲ့ပါဘူးအရှိရေဘွား တကယ်လို့သာဗန်ဂိုးကအရှိရေးမှာအောင်မြင်မှုရခဲ့မယ်ဆိုရင်အသက်38နှစ်လို့ငငယ်ရွယ်ရွယ်မှာကိုကိုကိုတတ်တည်တော်တာမျိုးတွေလောက်ခဲ့မှာမဟုတ်ဘဲနဲ့တိတက်အတိုက်ရှင်ရှင်နဲ့နေသွားမှာဖြစ်ပါတယ်။ဒါပေမဲ့ပကြီစုတ်တန်ကိုတော့ဂိုင်ကောင်းပါပဲ၊ဂိုင်ပါလိမ့်မယ်။ဘွားချောင်းလုံးတည်တန်းခိုင်မာတဲ့အမျိုးသမီးအဖော်မတယောက်ကိုမရခဲ့နိုင်တဲ့အဖြစ်ကတော့သူ့ရဲ့စိတ်ဓာတ်ကိုပြိုကွဲစေခဲ့ပြီးတော့ကိုကိုကိုအဆုံးစင်တဲ့အဖြစ်ဆိုမှာနေကုန်းချုပ်စေခဲ့ပါတယ်။ ဗန်ဂိုးပထမဆုံးရှင်မိသူကတော့အဆူလာလာယာဆိုတဲ့မိမပြိုလေးဖြစ်တယ်။လန်ဒန်ကပကြီဆိုင်ခွဲမှာအလုံးလုံးနေစဉ်သူငားနေတဲ့အင်ရှင်ကတမီလေးပါ။အသက်27နှစ်အရွယ်ရှိတဲ့ဗန်ဂိုးဟာမိန်ကလေးရဲ့အခြေအနေကိုဘာမှမစုံစမ်းမနဲ့တန်တန်ဆွဲဖြစ်နေတယ်။တကယ်တော့မိန်ကလေးကတော့စေစဲကြောင်လန်းပြီးသားဖြစ်နေပါပြီ။ လာပေါင်းများစွာကြားတဲ့တနေ့မှာတော့ဖန်ကိုကသူ့ရဲ့အရှိကိုဆက်ပြီးတော့မအောင်အေးနိုင်တော့ပဲမိမပြိုထန်သွားပြီးတော့ကောက်ကငင်ကရှည်ရည်ဆိုပါတော့တယ်မိမပြိုကတော့သူ့ကိုကြည့်ပြီးတော့ကြောက်ရွံ့ရွှန်းရှားစိတ်တွေဖြစ်လို့ပေါ့အရှိတိုင်ပေါ်မှာရှုံနေသွားတဲ့ဖန်ကိုကစိတ်ကြဝေဒနာကိုအလူးလဲနဲ့ခံစားပါတော့တယ်ဒုတိယမြောက်ရှေ့ရသူကတော့ဒုညမဝန်ကဲစထရကာဖော့စ်ဖြစ်ပါတယ် ရှရကာဘော့စ်ကယောက်ျားဖြစ်သူတည်ဆောင်ပါပြန်တော့မှာမကြာခင်မှာဘန်ဂိုးတို့အိမ်ကိုလဲလာပါတယ်။ဘန်ဂိုးကလည်းမုတ်ဆိုးမှတင်းဆက်ဆက်ကလေးပေါ့အကျဉ်းသားစိတ်တွေယူပေးပြီးတော့တိတ်တကူရှင်းမိပြန်တယ်။ဒါပေမဲ့လည်းကြာကြာမအောင်နိုင်ပါဘူး။ပထမတိုင်ပွဲတော့ကလည်းပြောလျက်တပြက်ဆစ်စင်ရင်းနဲ့ပဲစထရကာဘော့စ်ရဲ့နှလုံးသားကိုထိုးပါဖို့ကြိုးစားပါတယ်။သူအကိုဝမ်ခွဲကလက်ထပ်ဖို့တောင်းဆိုတဲ့စကားကိုကြားရစရကာဘော့စ်ကမဖြစ်နိုင်ဘူးဘယ်တော့မှမဖြစ်နိုင်ဘူးဆိုပြီးတော့ချက်ချင်းပဲအဖြစ်ပြလိုက်တယ် ဘန်ကိုတို့အိမ်မှာလည်းကြာကြာဆက်နေတော့ပဲနဲ့သူ့မိဘအများရှိရာအန်စတာဒန်မြို့ကိုအမြန်ပြန်သွားပါတော့တယ်။ဒီဟာမှာတော့ဘန်ကိုကပထမချင်းညေးခင်မဲ့ခံရတော့ကလည်းမြို့အလွယ်တကူနဲ့လမ်းမြောက်အယုံမပေးပါဘူး။ငွေချေးပြီးတော့အန်စတာဒန်ကိုလိုက်သွားပါတယ်။ Striker Boss ရဲ့အိမ်ကိုရောက်တော့အညစာစားနေတဲ့အချိန်ပါပဲ။သူကအိမ်ထဲကိုဝင်ပြီးတော့ညစာစားနေတဲ့နေရာကမူရှိုတိုးနဲ့ရောက်လာတယ်။ဘန်ဂိုမန်တည်တာနဲ့ Striker Boss ကသူ့ခန်းထဲကိုဝင်ပြေးတော့ပါပဲ။ဘန်ဂိုကမြာမှာတော့စကားတခုတော့မပြောနိုင်လိုက်ပါဘူး။ စရကာဘောဆံမိပါများကတော့ဘန်ကိုပေါ်မှာရင်ချင်းချင်းနဲ့ဆက်ဆံနိုင်မှုကြိုးစားတယ်။ဒါပေမဲ့ဘန်ကိုကသူ့ရဲ့ညီမလေးကိုသွေးရမပြန်မယ်ဆိုရပြီးငုတ်တုတ်ထိုင်ပြီးတော့ထိုင်ဆောင်နေတယ်။စရကာဘောကထရဗီနိုဆံမှာပြန်သွားပါတယ်။ဒုတိယကလာလဲတော့လည်းဒီတိုင်းပဲ။တတိယချိန်လာလဲတဲ့အခါမှာတော့စရကာဘောကိုမသွေးမချင်းဖန်မိရင်တွေကမီးတော့ထဲမှာသူ့လက်ကိုထည့်ထားမယ်ဆိုရပြီးတော့တကယ်လဲထည့်ထားခဲ့ပါတယ်။ ူရဲ့တောင်းဆိုချက်ကအတိတ်ပဲမရှိဘူးဆိုရပြီးတော့ဦးလင်းနာတော်ကပြောပြရတယ်။ဒေချန်ရှုံးနေပြန်တော့မှတော့ဘန်ကောကသူ့ကိုသူဘလို့မကိုထိန်လို့မရတော့ပါဘူး။ထွက်ပေါက်မရတဲ့သူ့ရဲ့အရှိစိတ်တွေကသူ့တကိုယ်လုံးကိုထိုးစွာနေစံနေတယ်။မိမတယောက်တော့မရှိလို့မဖြစ်တော့ဘူး။ညာနာမှာမိမတယောက်မရှိလို့ရှင်ငါတကူလုံးကအိတ်ကဲတောင်းတဲ့ပြီးတော့ကြောက်သုံးသုံးဖြစ်သွားလိမ့်မယ်လို့ဆိုရပြတော့သူညီးသွားဖို့ပါတယ်။ အန်ကိုဟာစိတ်လေးလေးနဲ့ပဲလမ်းတကာရှောက်သွားရင်းနဲ့ပြေးတစားမတွေနဲ့တွေ့ကြုံအထီးကျွမ်းခဲ့ပါတယ်။ပြေးစားမတွေကိုလည်းတဘောကြတော့ခဲ့ပါတယ်။သူနဲ့ဘွားတူအပေခံတွေပဲမဟုတ်ဘူးလား။ဘယ်တော့မှမငင်းဆန်တွေမငင်းဆန်တွေမဟုတ်လား။ဗန်ကိုဘိုးတော့ပြေးစားမတွေကရှင်ညမတွေဖြစ်ပါတယ်။ရှင်မိတ်ဆွေတွေလည်းဖြစ်နေပါတယ်။ဗန်ကိုဟာပြေးစားလောကမှာပဲပျော်မွေ့နေပါတယ်။ဗန်ကိုဟာအတတ်ရွယ်ကြီးရွယ်နဲ့ပြေးစားမျိုးကိုပို့ပြီးတော့တဘောကြတာပါတယ်။ ဒါလုံးနဲ့ကိုဝင်ရှိနေတဲ့ပေဇာမတယောက်နဲ့ရှေ့ကျွမ်းဝင်သွားတယ်။သူ့တမေကမာရီယာတဲ့။မာရီယာဟာသူ့ငါးနဲ့အရွယ်သမီးလေးနဲ့သူဖန်ကိုစီမှာလာနေပါတယ်။မကြခင်မှာပဲအသားတယောက်ကိုမှဖွားလိုက်တယ်။ဖန်ကိုရဲ့မိသားစုကတော့ဒီတဲ့ရင်ကိုကြတော့အတော်လေးကိုရှက်ကြပါတယ်။မိုးဆိုတာကဖန်ကိုကမာရီယာနဲ့သူတနစ်ကျော်ပေါင်းတဲ့နေထိုင်ပြီးတော့လက်ထပ်ဖို့ဒီစဉ်းစားနေတဲ့ချက်ပါပဲ။ မာရီယာကဗန်ဂိုးရဲ့ဆစ်ဆဲကိုဖြည့်ဆည်းပေးရုံနဲ့မကပချီဆွဲတဲ့နေရာမှာလဲစံပြမယ်ဖြစ်ထားပြီးပါတယ်။ဗန်ဂိုးကမာရီယာရဲ့ကျေးဇူးကြောင့်အလုံးဒီပုံတရှုပ်ကိုဆွဲနိုင်တဲ့ဖြစ်ဂနိုရီယာကာလာဒါယောဂါကိုပါရရှိခဲ့ပြီးတော့ဆေးရုံမှာ၃ဘတ်ကျောင်းအထိကိုတာခံခဲ့ရပါတယ်။ဒါပေမဲ့ဗန်ဂိုးကမာရီယာကိုစိတ်မကွက်ခဲ့ပါဘူး။ဒူသားလေးဝီလျံကိုမွေးပေးတဲ့အတွက်စင်ရဲကဒူစင်ရဲထပ်ပိုးပြီးတော့ကြည်တယ်ဆိုတော့ပြီးတော့ခွင်လွတ်ခဲ့ပါတယ်။ ဗန်ဂိုးရဲ့ခွင်လွှတ်စိတ်တရားတာရှည်မခံခဲ့ပါဘူး။မာရီယာရဲ့အချင်းစိုးတွေကသူ့ကိုကောင်းကောင်းနှိပ်စက်ပါရတယ်။မာရီယာစင်းမရှိကံမရှိနဲ့ဖြစ်ခဲ့တဲ့ဆန်နေတိုင်းနဲ့အပြောဆိုတိမ်မွေးမှုမရှိဘဲနဲ့အပေါင်းဆိုတဲ့အမြဲတမ်းအယံမှုနေတတ်တယ်။နောက်ဆုံးတော့မာရီယာလမ်းပေါ်ပဲပြန်ရောက်ပါတယ်။တာသမီးတွေလည်းတူနာပါပါတယ်။အိမ်တော်ပြတယောက်လိုဖြစ်သွားတဲ့ဗန်ဂိုးကနယ်သာလန်ရဲ့မြို့တော်ကိုကြောခိုင်းပြီးတော့ထွက်ခွာလာခဲ့ပါတယ်။ 1884ခုနှစ်မှာထူးခြားတဲ့ရှေ့ကိစ္စတစ်ခုကို Van Gogh တွေ့ကြုံလိုက်ရပါတယ်ဒီတစ်ချိန်မှာတော့ Van Gogh ကလိုက်နေသူမဟုတ်ဘဲနဲ့အမျိုးသမီးကလိုက်နေသူဖြစ်ပါတယ်သူရဲ့အိမ်ရင်းချင်းဖြစ်တဲ့ Margot Bigman ဆိုသူပါ Margot Bigman ကရိုးရိုးအားအားဝန်စားတဲ့အသက်40တနှစ်အရွယ်အပျိုကြီးတရားဖြစ်ပါတယ်တို့တဲ့ဆယ်နှစ်လောက်ဝင်တဲ့ Van Gogh ကို သူ့ဘဝရဲ့နောက်ဆုံးအခွင့်အရေးဖြစ်ယူဆပြီးတော့ရှင်းကပ်ဖို့ရပါတယ် ဖန်ဂိုကတော့မာကော့ဖီကီမန်ကိုမကျွမ်းကျင်တဲ့လက်မှုပညာရှင်တွေကြောင့်ပုံပြပန်းပြဖြစ်သွားခဲ့ရတဲ့ခရီမိုနာတယောတလက်ဆိုရပြီးတော့ခိုင်းနိုင်ပြောဆိုခဲ့ပါတယ်။ခရီမိုနာတယောဟာအီတလီနိုင်ငံခရီမိုနာမြို့ကနေထုတ်လုပ်တဲ့တယောဖြစ်ပြီးတော့လာလဲလာပေါ့အတန်လဲလွန်တားရတဲ့ကဘာကျော်တယောပဲဖြစ်တယ်။ဖန်ဂိုကအပြိုကြီးမမကိုလက်ထပ်ဖို့သဘောတူခေါင်းညီလိုက်ပါတယ်။တနောက်လိုပဲသဘောတူလာတကယ်ရှိခင်စုံမဲလို့သဘောတူခဲ့တာလား။ ကရုဏာဆိုင်တဲ့မေတ္တာဆိုင်တဲ့ဖန်ဆက်ပေါင်းစပ်ပြီးတော့ဗန်ဂိုးရဲ့ခေါင်းကိုညှိစေခဲ့သလားမာကြောင့်လဲဆိုတော့ဗန်ဂိုးကိုယ်တိုင်ပင်သိမှာမဟုတ်ပါဘူးဒါပေမဲ့မာခေါ်ရဲ့မိဘများကလည်းသဘောမတူပါဘူးမာခေါ်ကမိဘနှစ်ပါးရဲ့သဘောတူညီချက်ကိုမရတဲ့အခါရှင်ကွဲကွဲရတဲ့ဒေဝဲကွဲတာပိုကောင်းပဲထင်နေပြီးတော့အစိတ်တောက်ပါလာတယ်ဒါကိုဗန်ဂိုးသိလို့အချိန်မီအန်ထုံးလာလောက်ခဲ့ပါတယ်မာခေါ်အသက်ဆက်ရှင်ပေမဲ့သူတို့နေရာကလက်မထပ်ဖြစ်ခဲ့တော့ပါဘူး နောက်ပိုင်းမှာတော့ဘန်ကိုဟာတူလူလူ trust တူလူမိတ်ဆွေပကြီးဆရာတွေနဲ့အတူပဲဘယ်ရကပြည်တစာအိမ်တွေမှာသွားပြီးတော့ပျော်ပါနေခဲ့ပါတယ်။စာတော်ဆိုင်ပါရှင်အမျိုးသမီးတယောက်နဲ့လည်းဖြစ်လိုက်ပါသေးတယ်။ပြည်တစာများနဲ့ပျော်ပါတဲ့အကျိုးအရလည်းဖြစ်ကတော့ကာလာလာယောဂါသူစီမှာပူးတုံခွားတုံနဲ့ဖြစ်နေခဲ့ပါတယ်။သူ့ကိုယ်သူတက်တည်တဲ့ကိစ္စမှာလည်းဘွားရှောက်လုံးသူခံစားနေရတဲ့စိတ်ယောဂါပြင်ဒီလိုကာလာလာယောဂါရဲ့ဖီစီနေဆက်မှုတန်တွေလည်းပါဝင်နေပါတယ်။ သူရဲ့နာမည်ကျော်ဂျယ်ရီဆုံတဲ့ညပကြီးကားထဲမှာအော်ဘွေဟာအယောင်တွေကပြိုပြိုပြပြနဲ့လန်နေပေတယ်။ရှေးရှင်းမြေတားရဲ့အယောင်ကတော့ဆုပ်ချက်တစ်ချက်စားပြပဲမပါဝင်ဘူးလို့ဝေဖန်မယ်ဆိုလို့ရှိရင်အရှင်းကသမားကြီးဗန်စစ်ဘန်ကိုအတွက်ရက်ဆက်ရာကြာကောင်းကြာလိမ့်မလား။ဗန်ကိုဤနေတီစကားမကြီးဆွဲခြင်းနဲ့လိန်ဆက်ဆံခြင်းတို့သည်ဒါဟာဇာတာမဖြစ်ပါ လိန်ဆက်ဆံခြင်းကြောင့် အနာကိုအားကိုစောရုပ်စေပါ၏။ပကြေရေးဆွဲတဲ့လောက်ကိုစွာအားထက်မြတ်စွာနဲ့လှုပ်လိုပါကလည်းဆက်ဆံမှုကိုရှော့တဲ့ရှောင်းတဲ့မာ၏။ The intimate life for fame of people Vincent Van Gogh Vincent Van Gogh တန်းချင်း Sam Idea Magazine โอเคဒါလေးကတော့ idea magazine မှာဆရာဆမ်မင်းပေါ်ပြပေးထားခဲ့တဲ့ ရေးသားပေးခဲ့တဲ့ Vincent Van Gogh ရဲ့အကြောင်းကိုကျွန်တော်ကတင်ပြလိုက်ပြီးတော့ဗန်ရှူမြောက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ရွှေဖန်မြောက်ဝင်မှုအားနဲ့ကြာကြောင်မလို့ဒီဆောင်းပါလေးရတာအျော်ပါပါခဲ့တယ်ဆိုလို့ရှိရင်ကလေးကားတို့ကပဲတေးခံပြီးတော့နားလည်းပေးပါလို့မေတ္တာရခံတောင်းပန်ပါတယ်ကလပ်ပါရွယ်လေးကိုစားပြတဲ့ကံကောင်းခြင်းတရားကလေးကားတွေနဲ့ထပ်တူရှိနေနိုင်ပါစေလို့ကျွန်တော်တို့ဆန္ဒပြဆုမွန်တောင်းပေးလိုက်ပါတယ်ခင်ဗျာ အချိန်ပေးပြီးတော့ live ဘာနာစင် clip ပေးခဲ့ကြတဲ့တော်လန်ကလေးကတဦးတယောက်ချစ်စီတိုင်းကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့တော်လန်နေစေနေရမြပါခင်ဗျာ